သွေးကျဲစေးကလူတိုင်းတောင်းနေရတာတော့မဟုတ်ပေမဲ့ကျန်းမာရေးအခြေအနေတစ်ခုကြောင့်သွေးကျဲစေးတောင်းနေရတယ်ဆိုလို့ရှိရင်တော့တခြားကျန်းမာရေးထိခိုက်စေတာမျိုးမဖြစ်စေဘူးအတွက်ဘလို့နေထိုင်ရပါမလဲဆိုပြီးတော့တွေးရခန့်နေမယ်စိုးရိမ်နေမယ်ဆိုလို့ရှိရင်တော့ဒီပြိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်ဒီပြိုလေးထဲမှာသွေးကျဲစေးကိုအနည်းငယ်ကင်းကင်းတောင်းနိုင်မှုအတွက်တတိထားတဲ့အချက်လေးတွေကိုပြပြပြထားပါရရှင် ်နေရတဲ့သူတွေအနေနဲ့ပထမအဦးဆုံးဂရုစိုက်သင့်တာကတော့ဗီတာမင် K စိုက်သုံးမှုကိုပါ။သွေးချင်းစီးသုံးနေရတဲ့အချိန်မှာဗီတာမင် K ကိုအများကြီးစားလို့မဖြစ်ပါဘူးနော်။ဒါကြောင့်မို့လို့ဗီတာမင် K ကျော်ရတဲ့အစာအစာတွေဖြစ်တဲ့ဆလတ်ရွက်၊ဟင်းနုနဲ့မုန်ကြီးဖြူထုပ်တွေကိုနည်းနည်းလောက်ပဲစားပေးဖို့အတွက်အကြံပေးချင်ပါတယ်ရှင်။ ဖက်ကယူဆရမယ့်အချက်ကတော့သွားတိုက်တဲ့အခါမှာယူဆရမှာပါ။သွားတိုက်တဲ့အခါမှာကြမ်းကြမ်းတန်းတန်းတိုက်တာမျိုးတွေမလုပ်ပါနဲ့နော်။သဘိုးတံကိုရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်လေခက်ပြပြလေးကိုပဲရွေးချယ်စီခြင်းပါတယ်။နောက်ပြီးတော့ကိုကသဘိုးကျိုးတုံးတက်တဲ့သူဆိုလို့ရှိရင်လေသဘိုးကျိုးကိုအသုံးပြတဲ့အခါမှာတဖုံးတွေကိုမထိခိုက်စေဖို့အတွက်သတိပြုစီခြင်းပါတယ်ရှင်။ နောက်ထပ်တစ်ချက်အနေနဲ့ကတော့ထိခိုက်ဒဏ်ရာတွေမဖြစ်စေဖို့အတွက်သတိထားရမှာပါထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါမှာဆိုလို့ရှိရင်သွေးကြီးစိတ်တောက်ထားတဲ့သူတွေကအခြားသူတွေထက်သွေးပိုထွက်နိုင်တယ်လို့သွေးတိတ်ဖို့လည်းခက်ခဲစေပါတယ်ဒါကြောင့်သွေးကြီးစိတ်တွေတောက်နေတဲ့အချိန်မှာထိခိုက်ဒဏ်ရာတွေတတ်နိုင်သမျှမဖြစ်အောင်ဂရုစိုက်စေခြင်းပါတယ်ရှင် ောက်တစ်ချက်ကတော့သွေးကြဲဆေးကိုတခြားဆေးတွေနဲ့ရောမတောင်းမိစေဖို့သတိပြုအောင်ပါပါသွေးကြဲဆေးကိုပဏိစီဝါလို့ခေါ်တဲ့ပိုးသက်ဆေးတွေမိုးသက်ဆေးတွေနဲ့တွဲမတောက်ပါနဲ့နော်ဒီလိုမျိုးတွဲတောက်လိုက်မယ်ဆိုလို့ရှိရင်သွေးကြဲနှုံးကိုပူဆိုးစေနိုင်ပါတယ်ဒါကြောင့်ဆေးတစ်ခုခုတောက်ဖို့ညွန်တဲ့အခါတိုင်းမှာသွေးကြဲဆေးတောက်နေရတဲ့ဆိုတဲ့အကြောင်းနဲ့ဆေးကို တွဲတောက်လို့ရလားမရဘူးလားဆိုတာကိုသေချာလေးမေးမြန်းစီခြင်းပါတယ်ရှင် နောက်တစ်ချက်ကတော့ဆေးကိုအချိန်မှန်တောက်ရပါမယ်။ဆေးကိုအချိန်အတိအကျမမေးမလျော့တောက်ရပါမယ်။မိတက်လို့ရှိရင်တော့ဖုန်းမှာအလန်းပေးရတာမျိုးတွေကိုလုပ်လို့ရပါတယ်နော်။သွေးကျဲဆေးကိုနေ့တိုင်းအချိန်မှန်တောက်ရမယ်။ဆေးတောက်ဖို့မိသွားလို့ဆိုပြီးတော့နောက်တစ်ရက်မှာနှလုံးပေါင်းတောက်တာမျိုးတွေကိုလည်းမလုပ်ပါနဲ့နော်။မိသွားခဲ့လို့ရှိရင်တောင်မှပဲသတိရတာနဲ့ချက်ချင်းတောက်လိုက်ပါနော်။နောက်တစ်နေ့အထိမိနေခဲ့မယ်ဆိုလို့ရှိရင်တော့ဆေးမတောက်ခင်မှာဆရာဝန်ကိုအရင် င်းမေးပြီးတော့မှဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုင်းနာတုံဆောင်သွင်းပါရရှင်နောက်ဆုံးချက်အနေနဲ့ကတော့ echo hall လို့ခေါ်တဲ့အရက်ကိုရှောင်ရမှာပါ တဲ့ဟာဆိုလို့ရှိရင်အကိုဟောလို့ခေါ်တဲ့အရက်တည်းရဲ့တော်တော်လေးရတဲ့စေဝါတွေကိုသူကပဲတာဝန်ယူပြီးတော့ဖြည့်ရှင်းနေရတာပါကိုကအကိုဟောကိုတောက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အတဲကစေကိုတာဝန်ယူမဖြည့်ရှင်းတော့မဲနဲ့အရက်ကိုပဲတာဝန်ယူဖြည့်ရှင်းနေမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာသွေးကျဲစေးရဲ့ဗိထက်ဆူကျိုးတွေကိုခစားရမှာပါဒါကြောင့်သွေးကျဲစေးတောက်နေတဲ့သူတွေအနေနဲ့အကိုဟောလို့ခေါ်တဲ့အရက်ကိုရှောင်သိမ့်ပါရရှင် အခုလောက်ဆိုလို့ရှင်သွေးကြေးဆေးတောက်နေရတဲ့သူတွေအနေနဲ့သွေးကြေးဆေးတောက်နေရတဲ့အချိန်မှာဘာဝေကိုသတိထားသင့်လဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုး ကျန်းမာရေးဗဟုသုတဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားအောင်မှာမို့လို့ဆက်လက်ဆောင်မျှကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။